အချစ်ဤတနေတာအေးရကနိုးရင်ဘာလုပ်တလဲတဲ့ဟုတ်လားတော်တော်ကောင်းနေမိခွမယ်ဘာလို့ရမှာလဲအေးရကနိုးရင်မျက်နှာတက်ပြီးတွားတိုက်တာပေါ့မျက်နှာတက်ပြီးတွားတိုက်တာနော်တွားတိုက်ပြီးမျက်နှာတက်တာမဟုတ်ဘူးဘာကွာခြားတယ်လဲလူတော်တော်များများဟာတွားကိုအရင်တိုက်ပြီးမှ မျက်နှာအသက်လေးရှိတယ်အဲ့ဒါမကောင်းဘူးတဲ့ကြားဘူးတာပဲ သွားတယ်ဟာတညလုံးပါဇက်ထဲမှာနေနေရတယ်လေအဲသွားဆိုတော့ပါဇက်ထဲမှာအမင်းနေနေရတာမဆမ်းပါဘူးထားပါတော့အဲ့ဒီလိုပါဇက်ထဲမှာနေနေရတော့မနဲ့အိပ်ရထားတဲ့အခါသွားမှအနှွေးထဲရှိနေတယ်ဒါကိုချက်ချင်းရေအေးနဲ့ထီရင်သွားမြန်မြန်ကျိုးပဲ့တက်တယ်လို့ကြားဘူးတယ်ဒီတော့ပထမဆုံးမပူမအေးခန့်နှွှင်းနှွှင်းရှိတဲ့ရေနဲ့မျက်နှာကိုအရင်သိရတယ်အပူအအေးမျက်တာသွားပြီဆိုတော့မှသွားတိုက် ဒါမှတော့ရိခိုင်ပြီးလာမှာမျက်နာကိုတုတ်တဲ့အခါမှလည်းအရင်မပုတ်ဘူးအမွေးပွားပွားမျက်နှာတုတ်ပွားနဲ့ဖော့ဖော့လေးဖြီးပြီးတုတ်တယ်အပေါ်ကနေအောက်ကိုဆွဲချပြီးမတုတ်ပဲပါးနှစ်ဖက်ကိုပင့်ပင့်ပြီးတုတ်တယ်ပြင်မတွတ်အောင်ကာခွဲတဲ့နီပေါ်ဟုတ်ကဲ့တမိအကြောက်ဆုံးကတော့ရုပ်ဆုံးမှာကိုပါပဲတော်ရီကျိုးမှာကြောက်တယ်စပင်းနေဖြူမှာကြောက်တယ်မျက်စိမုံမှာကြောက်တယ် မျက်မှန်ကိုအမုန်းဆုံးပဲမျက်မှန်သမားတွေဟာမျက်မှန်ကိုချွတ်လိုက်ရင်တိတ်အကြည့်ရဆိုလို့သမီးတို့အတော်အန်တီဝင်းဆိုရင်မျက်မှန်တက်ထားတဲ့အခါကြည်ပျော်ရှုပျော်ရှိပေမယ်မျက်မှန်ချွတ်ထားတဲ့အခါမျက်ခွန်ကြီးတွေမုတ်အေးပြီးတိတ်ယုတ်ဆိုးတာပဲမျက်နှာတက်ပြီးပြီးချင်းမျက်နှာကိုဘာမှမလိမ့်မယ်ဒီတိုင်းထားတယ်ဘာကြောင့်ဆိုပြီးရင်မိတ်ကပ်တွေပါတယ်လိမ့်ပြီးတနေ့လုံးနေရတော့မှာမဟုတ်လား ဒါကြောင့်မျက်နာကိုခဏလောက်လွတ်လွတ်လပ်လပ်နေခွင့်ပြုထားတာ။ရေတစ်ခွက်တောက်ပြီးတော့ လေ့ကျင့်ခန်းလုပ်တယ်။ကက်ဆက်ရီကော်ဒါနဲ့လေ့ကျင့်နေနေပေါ့။ကက်ဆက်ထဲကထွက်ပေါ်လာတဲ့လေ့ကျင့်နေနဲ့အမှတ်စဉ်ရွတ်ဆိုပေးတဲ့အတန်အတိုင်းလှိုက်လို့ရတာလေ။နိုင်ရွက်ကြတယ်။အန်ကိုက်ပါပဲ။လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်မှာပဲကတော့နော်။အိမ်သာတက်ချင်လာပြီ။အိမ်သာတက်ရင်စာဖက်တယ်။ရီးစားစား။တိတ်တော့အထင်မကြီးနဲ့ သူများကတမိကိုပေးတဲ့စာတွေကိုဖတ်တာပြောတာတယောက်ကိုမှစာမပြန်ဘူးဘူးစာကတော့တနေ့ကိုအနည်းဆုံးတစ်ဆောင်းလောက်အပေးခံရတဲ့တေဒါပေါ့အိမ်သာထပ်ပူပြီးလုံခြုံတဲ့နေရာဘယ်မှာရှိလို့လဲ privacy အရှိဆုံးနေရာကအိမ်သာပဲမဟုတ်လားသူတို့ရေးတဲ့စာတွေကဖတ်လို့ကောင်းတယ်တချို့စာအရေးသာကောင်းတဲ့လူဆိုရင်ဖတ်နေရင်လည်းမျက်ရည်တောင်လဲလာတယ်ရေရလွန်းလို့ သူတို့စာတွေကိုအိမ်သာထဲမှာဖတ်တာသာသိရင်ဒေါကန်ကြမလားမသိဘူး။ဒါပေမဲ့တမီးတို့အိမ်သာကတတ်မာတယ်။တနေ့နှစ်ကြိမ်ပိုးတက်စင်းနဲ့ဖြန်းတာပဲ။အနံ့အသက်ပြောက်ဆေးခဲလေးရှိတယ်။အိမ်သာကထွက်တော့ရေချိုးတယ်။ဆက်ပြာတော့ငါတိုက်တယ်။အကြိမ်ဆုံးဆက်ပြာအမျိုးအစားကတော့ကာမီပဲ။ရေချိုးတာနိုင်ရွက်လောက်ကြတယ်။ပြီးတော့မနက်စာစားတယ်။အစာအတော့ကိုဂယူးဆိုင်ရတယ်။ဝါမလာအောင်လို့လေ။ဒါကြောင့် ိုင်းတုံပေါင်ပေါင်းတစ်ချက်ကိုထောပတ်ပပလေးတုပ်ပြီးစားတယ်။ကြက်ဥမကြက်တဲ့ကြက်ပြုတ်တလုံးစားတယ်။ကော်ဖီအချိုပေါ့ပေါ့တစ်ခွက်တောက်တယ်။ဒါပဲ။အလှပြင်းတဲ့အခါအချိန်ယူပြီးကြာကြာနာနာပြင်းတယ်။အလှပြင်းတဲ့ပစ္စည်းကိရိယာမျိုးစုံလည်းရှိတယ်။အားလုံးနိုင်ငံခြားဖြစ်တွေ့ကြည့်ပဲ။စိတ်ညစ်ဖို့အကောင်းဆုံးကအဝတ်အစားရွေးရတာ။လွယ်လွယ်လေးမမတ်နဲ့။အစင်ကိုရွေးရတယ်။အသားကိုရွေးရတယ်။အယောင်ကိုရွေးရတယ်။ပုံစံကိုရွေးရတယ် အင်ဂျင်နဲ့ထမင်းကိုဝမ်းဆက်ဝက်မှလာအယောင်ခွဲအစင်ခွဲဝက်မှလာရွေးရတယ်။ပြီးတော့တခါဖနက်လွယ်အိတ်ထီးတို့နဲ့လိုက်အောင်လဲညှိရတယ်။ကဲအားလုံးညီညွတ်လှပဖို့လိုရတာဘလောက်လက်ဝံတယ်လဲ။တခါတခါကျတော့စိတ်ပေါက်ပေါက်နဲ့အကုန်တလွဲတွေရှောက်လို့သွားတာ။အမလီသူများတွေကထွန်နာမက်လို့လိုက်လို့ကြပါရောလား။ကျောင်းကိုအင်္ဂါကားနဲ့လိုက်ဖို့ပေးတယ်။ ကျောင်းမှာစာသင်ရတဲ့အကြောင်းကတော့တိတ်မထူးခြားလို့မပြောတော့ပါဘူးပြောစရာရှိတာကတော့ကျောင်းရောက်တဲ့အခါတိုင်းတယောက်မဟုတ်တယောက်ကလိုက်စကားပြောတာခံရတဲ့အကြောင်းပါပဲပုံစံတွေကမျိုးစုံတောင်းတမှန်မှန်ခခရရလှုပ်တဲ့လူကြောက်ကြောက်ရွံ့ရွံ့နဲ့စကားတွေမှပြီးခလုတ်တိုက်လို့တိုက်ပြောင်းဆက်ဆက်ကောင်းနေလဲပါတယ်တမီးကတော့ဘသူ့ကိုမှအပြည့်ပြောမလွတ်ပါဘူးတို့မှရင်မှန်းထားတဲ့လူရှိတယ် အင်္ဂါဆိတ်ဆက်ထားတယ်လို့ရှိတယ်။ဒုအမျိုးသားကနိုင်ငံခြားသွားနေလို့ပြန်လာရင်လက်ထက်တော့မှာစသည်ဖြင့်အေးအေးဆေးဆေးပြောလွန်လိုက်တာကြီးပဲ။ဒါတောင်တချို့ကောင်တွေက နိုင်ငံခြားမှာဘာသွားလောက်တာလဲ။တင်းမောလိုက်တာလားပညာတော်သင်သွားတာလား။ဘလောက်ကြာမှလဲဘယ်နိုင်ငံလဲနဲ့စက်ဆူကြသေးတယ်။မယောင်းမဝဆိုမှဘယ်စည်းလဲလို့ထပ်မင်းနေတယ်လို့ဖြစ်နေပြီ။မုံစားလို့ချိန်ကြရင်စားတော့ဆိုင်မှာတခုခုစားတယ်။ အေးတောက်တယ်ပြီးတော့အချင်းတို့တို့နေချာစီတို့ဝယ်ပြီးတငယ်ချင်းတွေနဲ့တနေရာရာမှာထိုင်စားတယ်အစုံမဲရုပ်ရှင်မင်းသားမင်းသမီးအစိုးရတွေအကြောင်းတို့ရဲ့ဇာတ်ကားတွေတချင်းတွေဗီဒီယိုတိတ်ခွေဇာတ်ကားတွေအကြောင်းနောက်ဆုံးပေါ်အလှပြင်းကြီးတွေအင်းကြီးဒီဇိုင်းတွေအကြောင်းကအစအင်းကပူစီလေးကိုလက်သေးဆေးဆိုးပေးရတာလက်ဝင်တဲ့အကြောင်းအထိပေါ်ဟုတ်တယ်ပူစီလေးကတိတ်ဆိုတာပဲ။ လက်သေးဆေးဆုပ်ပြီးတဲ့အခါငြိမ်ငြိမ်မခံဘူးလက်သေးတွေကိုဟွက်ဝက်ပြစ်တယ်အမေလေဘင်းကိုဖဲပြားချီပေးတဲ့အခါကျတော့ငြိမ်းခံနေတယ်ဖဲပြားမှာသူ့နာမည်နဲ့အိမ်လေးစာကပ်ပြားလေးကိုပလတ်စတစ်လောင်းပြီးတက်ထားပေးရတယ်တခါကလည်းသူ့အလဲလွင်ပြီးတရက်လောက်ပျောက်နေသေးတယ်လေတမိဖြင့်တေးပြီးမှတ်လို့ငိုလိုက်ရတာနောက်မှလူတစ်ယောက်ကကပ်ပြားပေါ်ကလိမ့်စာအတိုင်းလာပြန်ပေးလို့စုငွေတရားပေးလိုက်ရသေးတယ် ဟုတ်တယ်ပူစီလေးကတိတ်ဆိုတာပဲဖာတဆူမိတဆူလေးမို့တိတ်ချေရတာနဲ့နှွဲဆိုးဆိုးနေတာပေါ့သူ့မွေးသားပေါက်လေးကလေးကသူ့အမေသေးသွားလို့နှုတ်ဘူးတိုက်ပြီးမွေးခဲ့ရတာလေနောက်ပြီးတော့လေအိမ်မှာကြွက်မရှိတော့သူ့မှာကြောင်ရဲလို့ဖြစ်လာရပါမယ်ကြောင်အခွန်အေးဆုံးရှုံးခဲ့ရတယ်မဟုတ်လားအလူလိုက်တော့လေဆိုးကျင်တယ်ညနေအိမ်ပြန်ရောက်တဲ့အခါလိမ္မော်ကြီးတစ်ခွက်တောက်ပြီးခဏနားတယ်ပြီးတော့ရေချိုးတယ်ထမင်းစားတယ်လမ်းလျှောက်တယ် ညကျတော့ရုံမြင့်တန်ကြာကြည့်တယ်။အော်မီးစရာလေးတွေကြံသေးတယ်လား။မီးပါမီးပါ။ဘာဟင်းအကြိုက်ဆုံးလဲဟုတ်လား။ချင်းချင်းငငဆက်ဆက်ဟင်းဆိုရင်ကြိုက်တာပဲ။အတိအနံနဲ့မှဆိုရင်တော့ဟာပြောရမှာရှက်စရာကြီး။ဟိုလေ။နောင်နောင်သေးစီမှာပါလာတတ်တဲ့အစင်းရောင်အတီကိုအကြိုက်ဆုံးပဲ။ဘာသီးလေးပြောရမှာပဆက်မရေးဘူး။အလကုန်ပစ္စည်းတွေဆိုရင် အေဝံတိုက်ထွက်ပစ္စည်းတွေကိုအကြိုက်ဆုံးပဲအနှစ်သက်ဆုံးအဆိုတော်ကတော့အော်အော်ငတ်ပါပဲအကြိုက်ဆုံးမင်းသားမင်းသမီးလားတကားမှမရိုက်ရသေးတဲ့မင်းသားမင်းသမီးတွေကိုကြိုက်တယ်ဟုတ်တယ်လေခုလောလောဆယ်နဲ့မကြီးနေတဲ့လူတွေကြိုက်မရင်ခဲနောက်ကြသွားမှာပေါ့နောက်တက်လာမယ့်မင်းသားမင်းသမီးတွေကိုလည်းကြိုက်ရမယ်အတူတူခုကလေးကကြိုပြီးကြိုက်ထားလိုက်တော့အေးရောစာရေးဆရာတွေထဲမှာတော့လွမ်းစရာပျော်စရာ ရင်ခုန်စရာကောင်းတာတွေကိုရေးတဲ့စာရေးဆရာဆိုရင်ကြိုက်တာပါပဲ။ဘယ်မဂ္ဂဇင်းကိုအကျိတ်ဆုံးလဲဆိုတော့မျက်နှာဖုံးရှင်ကလှရမယ်။အထဲမှာအယောင်တွေအများကြီးပါရမယ်။နာမည်ကြီးစာရေးဆရာတွေရေးတဲ့ဝတ္ထုပါရမယ်။နိုင်ငံခြားက pop ဂီတအစိုးရတွေအကြောင်းဒိုင်ယာနာတို့စာရာတို့အကြောင်းလှဆင်ပါရမယ်။အထူးသဖြင့်တော့ကြော်ညာတွေများများပါရမယ်။ဟုတ်တယ်လေ။ကြော်ညာတွေကမှတကယ်ဖတ်လို့ကောင်းတာ။ ဝါသနာပါတဲ့အလုပ်ကတော့စိတ်ကောက်တာပဲဘဝရဲ့ရည်မှန်းချက်ကတော့မိုက်ကယ်ဂျက်ဆင်နဲ့လက်ဆွဲနှုတ်ဆက်ခွင့်ရပြီးသူ့ရဲ့လက်အိတ်တစ်ဖက်လက်ဆောင်တောင်းဖို့ပေါ့အားရင်မလုပ်တလေဟုတ်လားတော်တော်ရဲရတယ်ခတ်ပါလားအားပါတယ်ဆိုမှမလုပ်เสียလို့တော့လို့လေဩပြင်းတဲ့အခါမှာလားတခြင်းနားထောင်နေဝိထုမဂ္ဂဇင်းဖတ်တယ်ဗီဒီယိုကြည့်တယ်မိတ်ဆက်စာရေးတယ် တငယ်ချင်းစီဖုံးဆက်တယ်။ပူစီလေးကိုပုံပြောပြတယ်။ပြီးတော့ကိုကိုအကြောင်းစိတ်ကူးတယ်။ကိုကိုကတိတ်ချော်တယ်။အရန်လေးချမ်းသာတယ်။ပညာလေးတက်တယ်။နိုင်ငံခြားလေးတွားရတယ်။ကျင်လဲကျင်လာတယ်။အဲ့ဒီကိုကိုဆိုတာဘယ်သူလဲဟုတ်လား။အဲ့ဒါတော့တမီလည်းမသိဘူးလေ။ကိုကိုဆိုတာကစိတ်ကူးထဲမှာပဲရှိတာ။တကယ်မှမရှိပဲ။ကဲ။ ီလောက်မင်းရင်ကျင်းနေတော့နော်အိတ်ချင်ပြီ good night အိမ်မက်ထဲမှာကိုကုံနဲ့တွေ့ဖို့ချိန်ထားတယ်မင်းလူအောက်တိုဘာ1986ကျွန်တော်ချစ်တော်စာအုပ်များ